အေးအေးထိန်ရှုပ်ထားတဲ့နေမြေတွေအတွင်းစစ်ကြံလက်နက်တွေကြောင့်ထိခိုက်မှုတွေဆက်တိုက်ရှိလာနေတာကြောင့်စစ်လက်နက်နဲ့မြေမြုံမှရှင်းလင်းရေးကိုပိုပြီးလှုံ့ဆော်ဖို့လိုအပ်လာနေပါတယ်။တောင်ကုန်းမြို့နယ်မှာမက်လ17ရက်နေ့ကမိုင်းနှင်းမိတဲ့အတွက်ကြောင့်အမျိုးသားတယောက်ဘေးဘက်ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့ရတယ်လို့သိရပါတယ်။ခြေထောက်ပြတ်ထွက်သွားသူကတော့ဥမောင်ထေဝင်းဖြစ်ပြီးတောင်ကုန်းမြို့ကံပိုင်ရက်ွက်မှာနေထိုင်သူဖြစ်ပါတယ်။မေလ၄ရက်နေ့ကလည်းမင်းပြမြို့ဈေးဟောင်းမှာရက်ွက်က မအောင်မင်းထင်းဟာဆွေမျိုးတော်ဆက်သူတယောက်ရဲ့နေအိမ်မှာကစားနေစဉ်ခေါင်းမိုးပေါ်ကစစ်ကြံလက်နဲ့ဘုံတီကြားရောက်ပောက်ွဲခဲ့လို့ထိခိုက်ဒဏ်ရာရရှိသွားခဲ့ရပါတယ်။နောက်ပြီးဖေဖော်ဝါရီလ15ရက်နေ့ကလည်းစစ်ကောင်စီတပ်မှဌာနချုပ်တခုဖြစ်တဲ့စကားခငါအနီးတပ်ဦးဖုန်းတော်ဦးကြောင်းကိုဝါခုတ်ဖို့သွားတဲ့အချိန်မှာစစ်ကြံမိုင်းတလုံးနေမိခဲ့ပြီးတော့အမျိုးသားတယောက်ညာဘက်ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့ရပါတယ်။ဒါအပြင်ဖေဖော်ဝါရီလ6ရက်နေ့ကလည်းတောင်ကုန်းမြို့ကံပါရဲကွက်က ဒေါခင်မျိုးရှေဟာစစ်ကောင်စီတပ်တက်ဆွဲခဲ့တဲ့ခမာရ346အနီးထင်းသွားရှာတဲ့အချိန်မှာစစ်ကြံမိုက်နေမိတဲ့အတွက်ကြောင့်ဘေးဘက်ခြေထောက်ပြတ်ထွက်သွားရသလိုညဘက်ခြေထောက်ဟာလည်းထိခိုက်ဒဏ်ရာအပြင်းထန်ရရှိသွားခဲ့ပါတယ်။နရင်းစရာရဲ့စည်ရင်တွေအရဖေဗူရီလအတွင်းမှာမိုင်းနဲ့စစ်ကြံလက်နဲ့ပောက်ကွဲမှုတွေကြောင့်အယက်သား၈ဦးသေဆုံးပြီး၁၉ဦးထပ်မံဒဏ်ရာရရှိသွားခဲ့ပါတယ်။ဒီလိုခြေနေတွေကြောင့်အေးအေးထိန်းချုပ်ထားတဲ့နေမြေတွေအတွင်းစစ်လက်နက်နဲ့မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို ပိုပြီးဆောင်ရွက်ဖို့လိုအပ်လာနေတယ်လို့ဒေသခံတွေကထောက်ပြပြောဆိုကြပါရစေ။